ဒီစပမှုဂိလိတဲ့ကကိုတတမကိုဒေါ်လာမြန်မာငွေလီတောင်နီပါကိုပတ်စံထုတ်ပြပေးမှာဖြစ်ပါလေတရားရခိုင်နှုတ်ပတ်စပ်ပြီးတဲ့ဂိလိတခုဖြစ်ပြီးတော့လူခေါ်စရာမလိုဂိဆိုးစရာမလိုပဲနဲ့ပတ်စံဆောင်ဒီပတ်စံထုံနီကျွန်တော်နဲ့အတူဗီဒီယိုလေးကိုလိုက်အဲဆန်လေးလုပ်ပြီးတော့အစုတ်တီကြည်လိုက်ရအောင် โอเคကျွန်တော်အခုပြောပြပေးတဲ့ဒီစပူမှုဂိလေးထဲကနေပေါ့နော်ကျွန်တော်9ဒသမ9ဒေါ်လာမြန်မာငွေ၄တောင်းဒီပေါ့ကိုပတ်စံထုတ်ပြပေးမယ်ပေါ့နော်โอเคပထမအနေနဲ့ဒီဂိလေးကုလူတို့အနေနဲ့ဒေါင်းလုဒ်မဆွဲရသေးတဲ့သူတွေဆိုရင်ဒီ Google Play Store မှာပေါ့နော်ဒီ app နဲ့ logo လေးကိုတင်ချာကြည့်ပြီးတော့ install လုပ်ပေးလိုက်ပေါ့နော်ကျွန်တော်တို့ရဲ့ဖုန်းဆက်ခွေလေးတစ်ခုရရှိလာပြီးဆိုရင်ပထမအနေနဲ့ကျွန်တော်တို့ဖုန်းထဲမှာစီတဲ့ဒီဖူပေလေးတစ်ခုခု connect တဲ့အရေးလုပ်ပေးထားရမယ်ပေါ့နော် ကိုနဲ့တက်ဖြစ်ပြီးဆိုရင်ဒီကောင်းလေးထက်ကိုတချေဝေလိုက်ပေါ့ဝေလိုက်ပြီးဆိုရင်ဒီအာဂတ်တန်ဆိုတဲ့နေရာလေးကိုတချေနှိပ်ပြလိုက်ပေါ့ကျွန်တော်တို့ကဒီခိတ်ထားကနေပတ်စံဆောင်မယ်ဆိုရင်ကိုလူတို့အနေနဲ့လိုက်ကောင်းတဲ့ဖီဗီလေးကိုအတုပ်ပြူပြီးမှတော့အဆက်ပြေးမယ်ပေါ့နော်အပေါ်မှာဆိုရင် level 1အောက်မှာဆိုရင်ကျွန်တော်တို့ရရှိထားတဲ့ဒေါ်လာပမာဏလေးပဲဖြစ်ပါတယ်ဒီအောက်မှာဆိုရင်အချိန်ဒီအောက်မှာဆိုရင်ကျွန်တော်တို့ရခိုင်းနေပေါ့နော်ဒီမှာဆိုရင်စပီဒီလိုကျွန်တော်တို့ဒီလိုနေရာလေးကိုရရှိလာပြီးဆိုရင်ဘာမှလုံးဆောင်မလို့ပဲနဲ့ပေါ့နော်ဘောက်ကိုဒီတိုင်းကျွန်တော်တို့ပြေထားပြီးရုံနဲ့ ဲ့ကိုလူတို့အလုံလုံးချင်းတဲ့အခါမှာဆွေလည်းပဲဒီကောင်လေးတွေကိုကျွန်တော်ဒီလိုလွမ်းပေးထားမဲ့ဆွေပတ်ဆက်လွတ်လွတ်ကူကူနဲ့ရရှိလာမယ်ပေါ့လို့လိုက်ကောင်တဲ့ဖူဖီလေးကိုကိုကွန်နက်တဲ့အရေးလုံးပေးပြီးမှတာဒီထက်ကနေကျွန်တော်တို့ပတ်ဆက်စတဲ့စောက်ပေးပေါ့နော်ကျွန်တော်ကတော့ဒီမှာဥပမာအနေနဲ့ပြပေးတာမို့လို့ကျွန်တော်မှဆွေဒီဖူဖီမချိထားတာမို့လို့ပေါ့နော်ဒေါ်လာလေးတွေကမတည်တာပဲဖြစ်ပါလိမ့်။ Okay ဒီထက်ကနေကျွန်တော်တို့ဒေါ်လာစပေါ်စာနီလေးကိုတစ်စီနားလဲပြီးဆိုရင်ပေါ့နော်ကိုလူတို့အနေနဲ့ဒီထက်ကနေပတ်ဆက်ထုံးလေးကိုကျွန်တော်အသေးစိတ်ပြောပြပေးမယ် ပေါ့နော်။ Okay အပေါ်ကကျွန်တော်တို့ဒီချစ်ချစ်ကပုံစံလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီအကကွန်တန်နျူကိုတစ်ချက်နှိပ်ပေးလိုက်ပါ။ Okay ဒီမှာဆွေးကျွန်တော်တို့ရရှိလာမဲ့ဒေါ်လာလေးတွေကိုသူကဒီမှာပြပေးမှာပေါ့နော်။ကျွန်တော်ကတော့ဒီမှာမလွန်ထားတာမို့လို့ဘာမှမရတာပဲဖြစ်ပါလိ။ Okay ဒီအက reward ဆွေးတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးမှာပေါ့နော်။ဒီခေးလေးကဆိုရည်ဒီပတ်စံထုတ်ဖို့ဝန်လဲအကောင့်တွေမရှိတဲ့သူတွေဆိုရင်ဒါမှကျွန်တော်စီမှာ ကေပီဝေပီတူနဲ့မြန်မာငွေလာချေးလို့ရတယ်ပေါ့နော်။ Okay မြန်မာငွေချိတဲ့နီလန်လေးကိုလည်းကျွန်တော်အသေးစိတ်ပြောပြပေးမှာဖြစ်ပါလိမ့်။ပတ်စံထုံးမဲ့ဆိုရင်ကျွန်တော်တို့ကဒီအပေါ်ကဒီကားလေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့။ Okay နှိပ်ပေးလိုက်ပြီဆိုရင်ဒီမှာ weight loss ဆိုတဲ့နေရာလေးကိုရရှိလာမယ်ပေါ့နော်။အပေါ်မှာဆိုရင်ကျွန်တော်တို့ရရှိထားတဲ့ဒေါ်လာပမာဏလေးပဲဖြစ်ပါလိမ့်။ကျွန်တော်မှဆိုရင်ဒီမှာ9.9ဒေါ်လာရရှိထားတာပဲဖြစ်ပါလိမ့်ပေါ့နော်။ဒီထက်ကနေပတ်စံထုတ်ဖို့ပေးပဲဘိုင်းနေ account မရှိတဲ့သူတွေဆိုရင်ကျွန်တော်စီမှာ ကေပီဝီပီဒိုနဲ့ပတ်စံလာထုံးလို့ရတဲ့ပေါ်လို့အနည်းဆုံးကျွန်တော်0.35ဒေါ်လာပြည်တာနဲ့ပေါ်တော့ကျွန်တော်စီမကေပီဝီပီဒိုနဲ့လာထုံးလို့ရမှာဖြစ်ပါလိ။ Okay ကေပီဝီပီဒိုနဲ့မထုတ်ချင်တဲ့သူတွေဆိုရင်လူတို့အနေနဲ့ဘိုင်းနေအကောင့်စီးတဲ့သူတွေဆိုရင်လည်းပဲဘိုင်းနေနဲ့ပတ်စံထုံးလို့ရမယ်ပေါ်လို့ဘိုင်းနေနဲ့ပတ်စံထုံးမယ်ဆိုရင်ကျွန်တော်တို့ကအနည်းဆုံး0.35ဒေါ်လာပြည်တာနဲ့ကိုလူတို့ကပတ်စံစားတဲ့ထုံးလို့ရတဲ့ပေါ်လို့ဒီမှာဆိုရင်ဒီအကောင့်နဲ့ပတ်စံထုံးမယ်ဆိုရင်လည်းပဲအတူတူပဲပေါ်လို့ ပေးပန်းတဲ့ထုံးမဆွေလည်းပဲအတူတူပဲဖြစ်ပါလေ။ Okay ဒီအမဆိုရဲကျွန်တော်တို့က UATD နဲ့ပတ်စံထုတ်လို့ရမယ်ပေါ့နော်။ဒီကောင်လေးကဆိုရဲကျွန်တော်တို့ဒီတခြား credit exchange တွေနဲ့ပတ်စံထုတ်လို့ရမယ်ပေါ့နော်။ Okay ကျွန်တော်ကဒီမှာ Binance နဲ့ပတ်စံထုတ်လေးကိုပြောပြပြီးမှဖြစ်ပါလေ။ Binance နဲ့ပတ်စံထုတ်မဆိုရဲကျွန်တော်တို့ဒီ Binance လေးကိုတစ်ချက်ထားလိုက်ပေါ့။ဒီ account conference နဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့နော်။ Okay ဒီနေရာလေးမှာကျွန်တော်တို့ Binance account ဖိထားတဲ့ ID လေးကိုထည့်ပေးရမယ်ပေါ့နော်။ဒီအမဆိုကျွန်တော်တို့ထုတ်ယူ ချင်တဲ့ဒီပမာဏလေးကိုထည့်ပေးရမယ်ပေါ့လို့ okay ကျွန်တော်ကတော့ဒီမှာဘိုင်းနဲ့အကောင့်ဖွင့်ထားတဲ့ ID လေးကိုကျွန်တော်တချို့ထည့်ပေးမှာပေါ့လို့ဘိုင်းနဲ့အကောင့်ကျွန်တော် ID လေးကိုတွားယူမယ်ဆိုရင်ကျွန်တော်တို့ကဘိုင်းလေးထက်ကိုတချို့ဝယ်ပြီးတော့ blue file လေးထက်မှအလွယ်တကူတွားယူလို့ရမယ်ပေါ့လို့ကျွန်တော်ကတော့အစစ်တည်းယူပြီးမလို့ဒီညလေးမှာကျွန်တော်ယူလာတဲ့ဘိုင်းနဲ့ ID လေးကိုထည့်ပေးလိုက်မှာဖြစ်ပါလိမ့်ကျွန်တော်ယူလာတဲ့ဒီဘိုင်းနဲ့ ID လေးကိုကျွန်တော်ဒီမှာပြချပေးလိုက်မှာပေါ့လို့ okay ကျွန်တော်ကတော့ဒီမှာဘိုင်းနဲ့အကောင့်ဖိလာတဲ့ ID လေးကိုတချို့ထည့်ပေးလိုက်ပြီးဆိုရင်ဒီအမှကျွန်တော်တို့ ထုတ်ယူမယ်ပမာဏလေးကိုရိုက်ထည့်ပေးရမယ်ပေါ့နော်ကျွန်တော်ကတော့ဒီမှာအဲ ကိုဒသမ9ဒေါ်လာကိုထုတ်ယူมาဖြစ်တာကြောင့်မယ်လို့ကိုဒသမ9လို့ကျွန်တော်ရိုက်ထည့်ပေးလိုက်မှာပေါ့နော်โอเคဒီလိုရိုက်ထည့်ပေးလိုက်ပြီးဆိုရဲကျွန်တော်တို့ကအမှတ်ချင်းလေးကိုနှိပ်ပေးပါဒီအက45ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့နော်နေရာလေးမှာဆိုရဲကျွန်တော်တို့ထုတ်ယူမဲ့ပမာဏဒီအောင်မှာဆိုရဲဘိုင်းနဲ့ကဖီတာတဲ့အန်ဒီဒီအောင်မှာဆိုရဲအမျိုးစားကဘိုင်းနဲ့ပေါ့နော်โอเคဒီလိုမှတ်ကန်ပြီးဆိုရဲဒီအက confirm ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့โอเคဒီလိုနှိပ်ပေးလိုက်ပြီးဆိုရဲကျွန်တော်တို့မြင်းတော်ကိုဒီမှာစက်ကေဖမ်းရမယ်ပေါ့နော်ကိုလူတို့ကမြင်းတော်ကို စက်ကေဖန်တဲ့အခါမှာဆိုရဲကေဘလာနဲ့ကျွန်တော်တို့နီနီကကန်လေးရိုက်ပေးပေါ့နော်ဒါမှသာကျွန်တော်တို့ပတ်စံထိုးရမှာအစက်ပြီးမှဖြစ်ပါတယ်။ Okay နှင်းနာစက်ကေဖန်မှဖြစ်တာကြောင့်မလို့ကျွန်တော်တို့ကဒီမှာ verify ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့နော်။ ဟုတ်ပြီကျွန်တော်တို့မျက်နှာကိုစက်ကဖမ်းလိုက်တဲ့အခါမှာဆိုရင်ပုံတော့အောင်မြင်သွားတဲ့အခါမှာဆိုရင်ဒီလိုသူကပြောင်းပြီးမှဖြစ်ပါတယ်ဒီလိုပြောင်းပြီးဆိုရင်ကျွန်တော်တို့ပတ်စံထုတ်ယူချက်ကအောင်မြင်သွားပြီပုံတော့အောင်မြင်လားမအောင်မြင်လားဆိုတာလေးကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီမှာအမှားလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ဒီမှာပုံတော့စီးဆိုတဲ့နေရာလေးကိုမြေသွေးရမှာဖြစ်ပါတယ်ဒီကားလေးကိုတစ်ချက်ဝယ်လိုက်ပါโอเคဝယ်လိုက်ပြီးဆိုရင်ကျွန်တော်တို့ထုတ်ယူထားတဲ့ပမာဏကားဆိုရင်ဒီမှာ9ဒသမ9ဒေါ်လာပဲဖြစ်ပါလိမ့်အမျိုးအစားကားဆိုရင်ဒီမှာဘိုင်းနဲ့ပုံတော့သူကဒီမှာ ဆိုရင်နှောင်းဤပုံစံလေးပြောင်းနေမှာပေါ့နော်နှောင်းဤပုံစံလေးကအမှန်ချစ်ဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ပတ်စံထူယူချစ်ကအောင်မြင်သွားပါလိမ့်မယ်ပေါ့နော်တရားရခိုင်နှုတ်ပေးပြီးတော့ပတ်စံထုတ်ဖို့ဟောလဲတွေမရှိတဲ့သူတွေဆိုရင်ဒါမှကျွန်တော်စီမှာ ကေပီဝေပီတို့နဲ့မြန်မာဝင်လာထုံးလို့ရမယ်ဒေးလေးတစ်ခုဖြစ်တာကြောင့်မဲ့လို့ကိုလိုတို့ကအခုပဲဒေါလုံးဆွဲပြီးတော့ကစားလိုက်ဖို့ကျွန်တော်အကြံပေးခြင်းပါတယ်ကျွန်တော်ရဲ့ Telegram Channel လေးကို join ထားပြီးတော့ပေါ့လို့ကျွန်တော်စီမကေပီဝေပီတို့နဲ့ကိုလိုတို့ကလာထုံးလို့ရမှာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာတရားရခိုင်လို့ပြီးတဲ့ဂိတ်တွေနဲ့အတူကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်